မျက်မမြင်ကောင်းလေးချာရှုနေနတ်ဖရားမှာအားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့မျက်မမြင်ကောင်းလေးချာရှုရဲ့စွန်စားခန်းနဲ့ကြောက်စရာနတ်ဖရားမတို့ရဲ့ဇလံလေးပဲဖြစ်ပါရင်တခါတော့ကတောင်ကုန်းပေါ်ကရွာလေးတရွာမှာဂျာရှုဆိုတဲ့လူငယ်လေးတယောက်နေထိုင်ခဲ့ပါရင်ဂျာရှုဟာမွေးကလေးကမျက်စိကွယ်တဲ့သူ ဖြစ်ပေမဲ့သူ့ရဲ့နှလုံးသားနဲ့ကဘာကြီးကိုမြင်တတ်တဲ့သူတယောက်ပါတိရွတ်တွေလှုပ်ရမ်းတဲ့အတန်ဝေးလံသောပန်းနေရဲ့မွေးရနဲ့လူတွေရဲ့စိတ်ခံစားချက်ကိုသူခံစားနိုင်ပါတယ် သူအဖောင်းနေတူနေထိုင်ရင်တောတောင်နေရဲ့သဘာဝလျှို့ဝှက်ချက်တွေကိုသင်ယူခဲ့ပါတယ်။ဘွားတို့တချောင်းကင်ကရွာရဲရောအနီးနားတက်တော်တွေကိုပါလွတ်လပ်စွာသွားလာနိုင်နေသူဖြစ်ပါတယ်။ဂျာရှူရဲ့ရွာလေးဟာငြိမ်းချမ်းပြီးတော့စီလုံးညညွတ်တဲ့နေရာတစ်ခုဖြစ်ပေမဲ့ဒီနေ့မှာတော့မူးခေါင်ရေရှားမှုကရွာကိုဒုက္ခပေးလာခဲ့ပါတယ်။တင်းနဲ့နေညှိုးနှွမ်းကုန်ကချောင်းရီတွေခန်းချောက်သွားတော့တယ်။ရွာသားတွေကဒီဘေးဒုက္ခဟာတောင်ထိပ်ကတန်ရှင်းသောကံမာနေထိုင်တဲ့နတ်ဖယားမရဲ့ဒေါသထွက်မှုကြောင့်လို့ယုံကြည်ကြပါတယ်။ နတ်ဖယားမောင်ကိုကိုးကွယ်ဖို့မီရောခဲ့တဲ့လူသားကြီးပေါ့သူမကချိန်စားဆိုပြီးတော့မူးမရဖို့အတွက်ပြိပင်ခဲ့တယ်လို့ဆိုပါတယ်ရွာကြီးကရင်းသူတရားရောက်ကတောင်ထိပ်ကိုခီးထွက်ပြီးတော့နတ်ဖယားမထံခွင်လွတ်မှုတောင်းခံရမယ်လို့ဆိုပါတယ်ဒါပေမဲ့တောနဲ့ထဲကခီးဟာအနေအများလာပါတယ်တားရည်ကြီးနတ်ဆိုးကြီးနဲ့ပြိနှက်နေပြီးတော့မဆောက်တဲ့ကြောက်ကဘာတွေကိုဖျက်ချော်ရပါမယ်ရွာသားတို့တတိရှိရှိသွားကြပြီမေဘသူမှပြန်မလာနိုင်ကြပါဘူးတ냐မှာဂျာချိုဟာ သူ့ရဲ့ daily မှာထိုင်နေဒူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဂျာရှုမင်းရဲ့နှလုံးသားနဲ့မင်းရဲ့ဝိညာဉ်ကိုငါမြင်ရပါတယ်။ရွာကိုကယ်ဖို့မင်းသွားလိုက်မယ်။အတန်ဟာရွာလေကရှေးဟောင်းညောင်မင်းကြီးစီကလာတာလို့သူခံစားမိတယ်။ဒူးဆန်းတဲ့ဘန်ရင်နဲ့တစ်ခုနဲ့အတူအတန်သူ့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ညောင်မင်းကြီးစီရောက်တဲ့အခါတစ်ပင်ရဲ့ဝိညာဉ်ကသူ့ကိုစကားပြောလာပါတယ်။ဂျာရှုမင်းရဲ့မျက်စိကွယ်မှုကမင်းရဲ့အားသာချက်ပါပဲ။နန်ဖျားမဟာ မွန်ဆရာကျောက်ရဲ့ကျင်းစာကြောင့်ရုပ်ဆိုးသွားခဲ့ရတယ်။သူမရဲ့ရုပ်ဆိုးမှုကိုမြင်တဲ့လူသားတိုင်းကြောက်ရွံ့ပြီးတော့ရှုံချကြတယ်။ဒါပေမဲ့မင်းကသူမရဲ့ပုံမှန်တဲ့ံကိုမမြင်နိုင်ဘူးလေ။မင်းရဲ့နှလုံးသားနဲ့သူမရဲ့အလှတရားကိုပဲမြင်နိုင်လိမ့်မယ်။ဝိညာဉ်ကဂျာရှုတန်တစ်သားငကားရုပ်သေးလေးတစ်ခုကိုပြလိုက်ပါရင်ဒါကမင်းကိုလမ်းပြပေးလိမ့်မယ်။ထိလိုက်ရင်အသက်ဝင်လာပြီးတန်ရှင်တဲ့ကံစီခေါ်သွားလိမ့်မယ်။နတ်ဖျားမအိုးမင်းဖွားတင်ပေးခဲ့တဲ့တခြင်းနေနဲ့ချစ်ခင်အောင်လုပ်ပါ။ ဂျာရှူဟာဝါပလူရဲ့အဟောင်းလေးကိုယူပြီးတော့ခီးထွက်ဖို့ပြင်ဆင်လိုက်တော့တယ်။အဖေကသူ့ကိုတားဖို့ကြိုးစားပြီးမြလေ။ဂျာရှူရဲ့စိတ်ပိုင်းဖြတ်မှုကိုမြင်ပြီးတော့အောင်မြင်ပါစေလို့ပဲဆုတောင်းပေးခဲ့တယ်။ဂျာရှူဟာတင်သားငကားရဲ့လမ်းပြမှုနဲ့ဒေါ်နတ်ထန်ခြေလန်းစတင်ခဲ့ပါတယ်။ပထမနေ့ကအီချန်းစွာဖြတ်သန်းသွားပြီးတော့ညဘက်မှာတစ်ပင်ကြီးအောက်မှာအိတ်ဆက်ရင်းနဲ့အဖေါ်တင်ပေးခဲ့တဲ့တချင်းတွေကိုပလူနဲ့တီးခတ်ခဲ့ပါတယ်။ဒုတိယနေ့မှာတော့လီထုဟာပူအေးလာပြီးထူးဆန်းတဲ့အနံ့တစ်ခုသူ့ရဲ့နှာခေါင်းထဲဝင်လာတယ်။ ယူရီရဲ့မြို့သမီးတယောက်ရဲ့အတန်ကဂျာရှုဒီယိုလာအဲ့လိုခေါ်လိုက်တယ်တစ်သားနှကားကတုံခါပြီးတော့တတိပေးနေပြီမဲ့ဂျာရှုဟာတန်ရင်ဆွဲဆောင်မှုကိုခံစားမိတော့ပါတယ်ဒါပေမဲ့ယူရီရဲ့ဒေါသထွက်တဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာပြီးတော့တခုခုကသူ့စီပြေးလာနေတယ်လို့ခံစားလိုက်ရပါတယ်ဂျာရှုဟာဝါပလီကိုခြိုင်ပြီးတော့လိုလိုတီးမုန်းလိုက်ပါတယ်ထွက်ပေါ်လာတဲ့တခြင်းဟာသူသိထားတဲ့တီးသွားမှုပဲသူ့နှလုံးသားထဲကစီးစင်းလာတဲ့ဝမ်းနဲ့ဝေတန်စင်တစ်ခုဖြစ်နေပါတယ် အန်ဝန်စရာကောင်းတော့ကအတန်ဒီရုပ်ရည်ရဲ့တိတ်ဆိတ်သွားပြီးမင်းရဲ့တခြင်းကအရန်ကောင်းနေမင်းမတူလေအဲ့ဒီတန်ဟာနတ်ဆိုးမတကောင်ဖြစ်ပြီးတော့လန်သွားလန်လာတွေကိုဆွဲဆောင်ဟာဖန်ဆားတတ်သူဖြစ်ပါရင်ဒိုင်းမင်းဂျာရှူရဲ့တခြင်းက သူမရဲ့နာကျင်မှုတွေကိုတတ်တာစီပါရင်ငါလဲတခြင်းကလူသားမလီတယောက်ဖြစ်ခဲ့ပါရင်ဒိုင်းမင်းစွန့်ပေခံရပြီးချိန်စာတိုက်ခံခဲ့ရတယ်မင်းရဲ့တခြင်းဟာ ငါရဲ့အတိတ်ကိုပြန်ပြီးတော့တတိယစီတယ်။ဂျာရှူဟာသူမရဲ့ဝမ်းနည်းမှုကိုနားလိုက်ပြီးပလူင်းနဲ့တခြင်းကိုဆက်ဆူခဲ့ပါရင်နဆူမရဲ့နှလုံးသားဟာပျော်ပြောင်းသွားပြီးတော့သူ့ကိုအန်နီရဲ့မပြီးတော့ပင်မော်ကြောက်တုံးတုံးပြေးလိုက်ပါရင်ဒါအန်နီရဲ့ဂျုံကြီးကူညီပေးလိုက်မယ်။မြေပြင်ပေါ်ပြစ်ချလိုက်ရင် ရန်သူတွေကြောက်လန့်ပြီးပြီးသွားလိမ့်မယ်။တတိယရက်မှာဂျာရှူဟာမဆောက်တဲ့တောင်ကုန်းတစ်ခုကိုတက်နေရင်လူတစုရဲ့ခြေတံတွေကိုကြားလိုက်ရပါရင်ဟိုမှာမျက်မမြင်တယောက် သူ့မှာဘူးရန်ပစ္စည်းတွေရှိတယ်။ဓမြတွေကတစ်သားနဂါအဆောင်ကိုလူယူဖို့ကြင်စီနေကြပါရဲ့။ဂျာရှူအားပြေးဖို့ကြိုးစားပြီးမင်းလန်ချင်းကသူ့ကိုထောင်ချောက်ထဲရောက်သွားစေခဲ့တယ်။ဓမြတယောက်ကသူ့လေပင်ကအဆောင်ကိုဆွဲဖို့လန်လန်းလိုက်တဲ့အချိန်မှာဂျာရှူအားနေဆိုးမပြီးခဲ့တဲ့မော်ချောက်တုံးကိုမြေပြင်ပေါ်ပြစ်ချလိုက်ပါရဲ့။ချက်ချင်းမြူကိုတွေထူထပ်လာပြီးတော့เจ้ามะเผยปุ๋ยดิปอถั่วลาเกบารีธรรมญาติอ่ะตรุเยอะเจ้าซ้องยาหูมีบิ่ดอไถ่แลงกาปี้ตวาจาบารี ၄ရက်မြောက်နေ့မှာဂျာရှူအာတန်ရှင်းတဲ့ကန်စီကိုရရှိခဲ့ပါရင်ရေကန်ရဲ့ငြိမ်သက်မှုနဲ့လီရဲကထူးဆန်းတဲ့ပန်းရံတန်းကသူ့ကိုအေးချမ်းစေခဲ့တယ်။သူဟာကြောက်ဆောင်တစ်ခုပေါ်ထိုင်ပြီးတော့ဝါပလူကိုထုတ်ကတန်စင်တွေကိုဖန်တီးလိုက်ပါရင်ပထမဆုံးတစ်ချင်းဟာရွာသားကြီးကူးခဲ့တဲ့အခြေတချင်းဖြစ်ပြီးတော့နောက်တစ်ပုဒ်ကတော့ရွာရဲ့ဒုက္ခတွေကိုဖော်ပြတဲ့ဝမ်းနည်းဝေတချင်းဖြစ်ပါရင်ယူဒီရဲ့မြို့သမီးတယောက်ရဲ့အတန်ကထွက်ပေါ်လာပါရင်မင်းမတူလေငါတို့ရဲ့အတန်ရှင်းတဲ့ကံမှာဘာလာလောက်တာလဲ ဂျာရှူဟာဒူးထောက်ပြီးပြောလိုက်တယ်။ကျွန်တော်ကဂျာရှူဟာရွာုံမူးပြန်ရွာအောင် ခွင့်လွှတ်ပေးဖို့လာတောင်းမှန်တာပါ။နေဖရားမကဒေါသထွက်စာပြောပါရင် လူသားတွေကငါတို့ကိုကိုွေကိုမိသွားကြပြီ။ငါ့ရဲ့ရုပ်ဆိုးမှုကိုမြင်ပြီးကြည့်ရကြတယ်။မင်းရောငါ့ကိုဘယ်လိုမြင်ပါလဲ။ဂျာရှူဟာညင်သာစွာပြန်ဖြေပါရင်ကျွန်တော်ကမျက်စိကွယ်သူပါ။ပုံမှန်တွေ့မြင်ကိုမမြင်နိုင်မိမဲ့နှလုံးသားနဲ့အလှတရားကိုခံစားနိုင်ပါတယ် ခမ ्या ရဲ့ကျင်နာမှုနဲ့ဉာဏ်ပညာကိုကျွန်တော်ယုံကြည်ပါတယ်။သူဟာနေဖယားမရဲ့မျက်နှာကိုထီထူခင်တောင်းခဲ့ပါတယ်။သူမရဲ့ပုံပြက်နေတဲ့မျက်နှာကိုလက်ချောင်းနဲ့ညင်သာစွာထီထူရင်ပြုံးလိုက်ပါတယ်။ခမ ्या ရဲ့မျက်နှာမှာရှီလျားရဲ့ဘဝရဲ့ဇလန်းကြီးရှိပါတယ်။ဒံယာရီဟာခမ ्या ရဲ့ခွန်အားနဲ့ဉာဏ်ပညာကိုပြသနေတယ်။ဒါဟာအလှတရားပါပဲ။နေဖယားမရဲ့မျက်ရည်တွေစီးကျလာပြီးသူမရဲ့နှလုံးသားဟာပျော့ပြောင်းသွားပြီးဂျာရှူရဲ့ယူသားမှုနဲ့တခြင်းကြီးဟာ သူမရဲ့ဝေဒနာတွေကိုကုစားပေးခဲ့တယ်။မင်းကငါ့ကိုတကယ်နားလေပေးနိုင်တယ်။မင်းရဲ့ရွာကိုမိုးပြန်ရွာပေးပါမယ်။မိုးဆရွာပြီးကောင်းကင်ဟာမိုးတွေနေနဲ့ဖုံးလွှမ်းလာပါရင်။နေဖျားမကဂျာရှုထန်အထူးလက်ဆောင်တစ်ခုပေးလိုက်တယ်။သူမရဲ့သွေးလက်ဆက်ကိုယူပြီးဂျာရှုရဲ့နှဖူးမှာတတိယမျက်လုံးပုံစံဆွဲလိုက်ပါရင်။ဒီမျက်လုံးကမင်းကိုဝိညာဉ်ရဲ့ကဘာကိုမြင်စေလိမ့်မယ်။လူတွေရဲ့စိတ်နဲ့စွမ်းအားကိုခံစားနိုင်လိမ့်မယ်။လူတွေရဲ့ ဂျာရှူရဲ့ပတ်ဝန်းကျင်အားရောင်စုံ၄နက်နီနဲ့ပြည့်နေသွားပြီ။တိဗင်နီရဲ့စိမ့်လန်းမှုရေကန်ရဲ့ပြာရောင်တောက်ပမှုနတ်ဖယားမရဲ့ရွှေရောင်၄နက်နီကိုသူမြင်လိုက်ရတယ်။ဒါဟာငါတို့ကဘာကြီးကိုမြင်ပုံပဲ။ဒီလက်ဆောင်ကမင်းကိုကူညီပေးလိမ့်မယ်။ဂျာရှူဟာမူရီရဲ့မှာရွာကိုပြန်လည်ပြီးတော့ထွက်ခွာလာခဲ့တယ်။တစ်သားနဂါရဲ့လမ်းပြမှုနဲ့ခီးဟာပုံမြန်ဆန်ခဲ့ပြီးတော့နေ့ရက်တွင်ရွာကိုရောက်ရှိခဲ့ပါတယ်။ရွာသားတွေဟာဂျာရှူကိုမူရီရဲ့မှာကြိုဆိုဖို့ပြေးထွက်လာကြတယ်။ သူနှစ်ဖူးဟာမြာဆင်းရောင်တတိယမျက်လုံးကို မြင်တဲ့အခါအားလုံးကအံ့ဩသွားကြတယ်။ဂျာရှူဟာသူ့ခီးတစ်ခုလုံးကိုပြန်ပြောပြပြီးရွာသားတွေကတချင်းနေနဲ့လေးစားမှုပြရင်မိုးရွာပြီးတင်းနံနေပေါ်များလာလိမ့်မယ်။ရွာသားတွေအားလုံးလည်းသဘောတူခဲ့ကြပါရဲ့။ဒူနီယာဆက်ပြီးတော့ရွာဟာမူးခေါင်ရေရှားမှုထက်ပြီးတော့မခံစားရတော့ပါဘူး။တင်းနံနေပေါ်များလာပြီးတော့ရွာသားတွေဟာနှစ်ဖျားမအိုလေးစားကိုယ်ခွေကြပါရဲ့။ဂျာရှူရဲ့တတိယမျက်လုံးဟာသူ့ကိုထူးဆန်းရပြီးခဲ့ပါရဲ့။ ဖြားနာသူတွေကိုကူတာပေးနိုင်ပြီးအနေငယ်တွေကိုကြိုတင်သိရှိနိုင်ခဲ့တယ်။ဝင်းကြီးတွေနဲ့ဆက်သွင်းနိုင်ပြီးတော့ရွာရဲ့အကောက်ွေအဆောင်လျှောက်ဖြစ်လာခဲ့ပါတော့တယ်။ကြည့်ရှုအားပေးမှုတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ Channel ကိုလည်း Like and Subscribe လုပ်သွားပေးဖို့တောင်းဆိုပါရခင်ဗျာ။